အခန်းစနစ်စီကံနှင့်အမိန်နာခံမှုမြင့်မာခြင်းစီကံနှင့်အမိန်နာခံမှုမြင့်မာခြင်းဆိုသည်မှာ၁စီကံနှင့်အမိန်နာခံမှုမြင့်မာခြင်းဆိုသည်မှာတရင်တစ်ဖွဲ့ရှိအရာရှိအရာကံအကျက်တက်တာအသည်သည်သည် မိမိတို့လိုင်းနာရမည်စီကံဟုသည်များကိုအထက်အမိန်ကြမဟုတ်ပဲမိမိတို့ဤကိုယ်ပိုင်အသိစိတ်တဲ့အရာတိကျစွာလိုင်းနာဆောင်ရွက်ခြင်းဖြစ်သည်တို့အတူအထက်မှပေးရသောအမိန်ဟုသည်များကိုလည်းတတဝိမတိန်နာခံဆောင်ရွက်သည် မိမိတရင်တပ်ဖွဲ့မှထုတ်ပြန်သောစီမီစီကန်းဟုသမ ्या ကိုလေးစားတံမိုးထားသည်ဂုံယူသည်မိမိကိုယ်တိုင်လည်းစီမီစီကန်းမှန်သမ ्या ကိုတိကျစွာလိုက်နာပြီးတခြားသော အဖွဲ့ဝင်များကိုလည်းတိကျစွာလိုက်နာရန်အမြဲအားပေးတိုက်တွန်းသည်အထက်မှပေးအပ်သော အမဲဟုသမ ्या ကိုမိမိကိုယ်တိုင်တသက်ဝေမတိန်လေးစားလိုက်နာပြသပြီးတခြားသောတပ်ဖွဲ့ဝင်များကိုလည်းတသက်ဝေမတိန်လေးစားလိုက်နာရန်အမြဲစီယုံလှုပ်ဆောင်သည်တပ်ဖွဲ့ဝင်များအားလုံးသည် တဦးကိုတဦးစန္ဒမူနာယူကြပြီး စီကံနှင့်အမဲဟုသမ ्या ကို တတဝေမတိန်နာခံကြသည်စီကံအမျိုးအစားများနှင့်တရင်တပ်ဖွဲ့ဝင်စစ်သည်များအတွက်လိုက်နာရမည့်စီကံများစွာရှိပါသည်၎င်းတို့အနက်အဓိကကြသောအမျိုးအစားများကိုအောက်ပါအတိုင်းဖော်ပြလိုပါသည်ကာကြီးတက်တွင်စီကံများတက်တွင်အုပ်ချုပ်မှုပိုင်ဆိုင်ရာစီမင်းစီကံအမျိုးမျိုးရှိသည်ဥပမာအိမ်အောင်တဲ့လိုင်းစီကံ တပ်ဖွဲ့ဝင်များဝေစားစင်ရင်စားတော့နေထိုင်မှုစီကံတက်တွင်းရုံးဌာနဆိုင်ရာစီကံစသည်ရို့သည်တက်တွင်းစီကံများဖြစ်ကြသည်ခါခွေတက်ပြင်စီကံများတက်တွင်းတပ်ဖွဲ့ဝင်စစ်သည်များလေးစားလိုက်နာရမည်တက်ပြင်စီကံများရှိသည်တက်ပြင်စီကံဆိုသည်မှာတက်ပြင်မှပန်ဝင်ခြင်းတွင်တရင်တက်ဖွဲ့ဝင်စစ်သည်များအနေဖြင့်မိကဲသို့ဝစ်စားစင်ရင်နေထိုင်ရမည်မိကဲသို့ပြောင်းစုဆက်ဆံရမည်ပြည်သူလူထုအပေါ်မိကဲသို့ပြုမူရမည် ကာကွယ်စောင့်ရှောက်ရမည်စသဖြင့်တတ်မှတ်ထားသည်ဤတတ်မှတ်ချက်များသည်တပ်ပြင်စည်းကမ်းများဖြစ်ကြသည်ကာငယ်စစ်မြေပြင်စည်းကမ်းများရှေတန်းစစ်မြေပြင်တွင်စစ်သည်များလိုက်နာရမည်စစ်မြေပြင်စည်းကမ်းအမျိုးမျိုးရှိသည်ရင်တန်းဖြင့်ခြိတက်စင်စည်းကမ်းခြေလျင်ခြိတက်စင်စည်းကမ်းရန်သူနှင့်တိုက်ပွဲဝင်ချိန်တွင်လိုက်နာရမည်စည်းကမ်းခန့်စစ်ဆင်နွှဲနေချိန်တွင်လိုက်နာရမည်စည်းကမ်းစစ်မြေပြင်နေထိုင်စားသောက်မှုစည်းကမ်းစသည်ယိုသည် စစ်မြေပြင်စီကံများဖြစ်ကြသည်ဇရာ၄၁စစ်တီများလိုက်နာရမည့်စီကံအမျိုးမျိုးကာကြီးတက်တွင်စီကံခခွေတက်ပြင်စီကံခငယ်စစ်မြေပြင်စီကံစီကံလိုက်နာမှုအမိန်နာခံမှုနှင့်တိုက်ပွဲဝင်လို့စိတ်၃စီကံလိုက်နာမှုအမိန်နာခံမှုနှင့်တိုက်ပွဲဝင်လို့စိတ်သည်ဆက်ဆက်မှုရှိသည်စီကံလိုက်နာမှုအမိန်နာခံမှုမြင်မာသည်နှင့်အမျှတိုက်ပွဲဝင်လို့စိတ်သည်လည်းမြင်မာ၍လာသည် စည်းကမ်းကိုအဓိကအားဖြင့်နှမျိုးနှစ်စားခွဲခြားနိုင်သည်ပထမတစ်မျိုးမှာဆောင်ရွက်ရမည့်အချက်များကိုဆောင်ရွက်ရန်ညွှန်ကြားထားခြင်းဖြစ်သည်ဒုတိယတစ်မျိုးမှာမဆောင်ရွက်ရမည့်အချက်များကိုမဆောင်ရွက်ရန်တားမြစ်ထားခြင်းဖြစ်သည်ထို့ကြောင့်စည်းကမ်းဆိုသည်မှာတိုက်တွန်းချက်နှင့်တားမြစ်ချက်ဟူ၍အဓိကနှစ်မျိုးသာရှိသည်တရင်တပ်ဖွဲ့၏စည်းကမ်းများကိုတပ်ဖွဲ့ဝင်စစ်သည်များကတိကျစွာ လိုက်နာကျင့်သုံးမှု ကာလကြာမြင့်လာသည့်အခါတရင်တပ်ဖွဲ့၏တိုက်တွန်းချက်မှတ်သများကို မဖြစ်မနေကြိုးပမ်းဆောင်ရွက်ပေးလိုစိတ်ဖြစ်ပေါ်လာသည်ထို့အတူတရင်တပ်ဖွဲ့ဤတာမြင့်ပိတ်ပင်ထားချက်မှန်သမျှကိုလုံးဝမကျူးလွန်လို့သည့်စိတ်ဖြစ်ပေါ်လာသည်တဘောမှာမိမိတရင်တပ်ဖွဲ့ဤအလို့ဆန္ဒကိုဖြည့်ဆည်းပေးလိုသည့်အသည့်စိတ်ဓာတ်ဖြစ်ပေါ်လာခြင်းဖြစ်သည်ထို့အတူတရင်တပ်ဖွဲ့မှထုတ်ပြန်ထားသောအမိန့်များကိုတတ်တဝေမတိန်လိုက်နာဆောင်ရွက်သည့်ကာလကြာမြင့်လာသည့်အခါတရင်တပ်ဖွဲ့ဤဆောင်ရွက်ရန်ဟူသောအမိန့်ဟူသမျှကိုလုံးဝပြီးဆုံးအောင်မြင်သည့်အထိ မဖြစ်မနေကြိုးပမ်းဆောင်ရွက်ရမည်ဟုသောအသိစိတ်ဓာတ်ဖြစ်ပေါ်လာသည်ထို့အတူတည်ရင်တပွဲဤတာမည်ပိတ်ပင်သောအမိတ်ဟုသမ ्या ကိုလည်းမပြတ်မကွက်လိုက်နာဆောင်ရွက်ရမည်ဟုသောအသိစိတ်ဓာတ်ဖြစ်ပေါ်လာသည်ဤကဲ့သို့တည်ရင်တပွဲဤအလိုဆန္ဒကိုအပြည့်အဝဖြည့်ဆည်းပေးရမည်ဟုသောခံယူချက်ဖြစ်ပေါ်နေခြင်းသည်တပွဲဝင်စစ်တီများတွင်တိုက်ပွဲဝင်လို့စိတ်မြင်မာစွာဖြစ်ပေါ်နေခြင်းဖြစ်သည်သို့သောတပွဲဝင်စစ်တီများတွင် တည်ရင်တပ်ဖွဲ့ဤစီမင်းစည်းကမ်းများကိုတိကျစွာလိုက်နာလိုစိတ်မရှိမှုတည်ရင်တပ်ဖွဲ့ဤအမိန့်များကိုတတဝိမတိန်နာခံလိုစိတ်မရှိမှုစသည်တို့ဖြစ်ပေါ်နေပါကတိုက်ပွဲဝင်လိုစိတ်သည်နေကြနေမည်ဖြစ်သည်တည်ရင်တပ်ဖွဲ့ဤစီမင်းစည်းကမ်းများကိုတိကျစွာလိုက်နာလိုစိတ်နှင့်အမိန့်ဟုသမျှကိုတတဝိမတိန်နာခံဆောင်ရွက်လိုစိတ်မြင်မာနေမှသာတိုက်ပွဲဝင်လိုစိတ်လည်းမြင်မာ၍နေမည် စီကံလိုက်နာမှု အမိန်နာကံမှုမြင်မာခြင်းဤတွင်ပြင်းလက္ခဏာရမြ၄စီကံလိုက်နာမှုအမိန်နာကံမှုမြင်မာခြင်းဤတွင်ပြင်းလက္ခဏာရမြမှာအောက်ပါအတိုင်းဖြစ်သည်ဤလက္ခဏာရမြတရင်တက်ဖွဲ့တွင်ဖြစ်ပေါ်တည်ရှိနေပြီဆိုပါက ရင်းတရင်တက်ဖွဲ့ရှိစစ်တီများဤစီကံလိုက်နာမှုနှင့်အမိန်နာကံမှုအဆင့်တန်းသည်များစွာမြင်မာနေပြီဖြစ်ကြောင်းပြဆိုနေခြင်းဖြစ်သည်ကာကြီးမိမိတို့အစင်းနှင့်လျော့ညီစွာနေထိုင်ခြင်း တရင်တပ်ဖွဲ့ရှိအရာရှိအရာခံအကြက်စစ်သည်များသည်မိမိတို့၏အခန်းကဏ္ဍမိမိတို့၏အဆင့်စသည်ရို့နှင့်လျော်ညီစွာပြုမှုကျင့်ကြံပြောဆိုနေထိုင်ကြသည်မိမိတို့နှင့်ထိုက်တန်သည့်အပြုအမူအပြောဆိုအကြံစီများကိုသာပြုမှုပြီးမိမိ၏အဆင့်အတန်းနှင့်ဂုဏ်သိက္ခာကိုကာကွယ်ဆောင်ရှောက်ပြီးကြပြိုင်နဲ့တဲမှာပင်အခြားသောတပ်ဖွဲ့ဝင်များ၏အဆင့်အတန်းနှင့်ဂုံတိတ်ခါကိုကာကွယ်ဆောက်ရှောက်ပေးသည်။ခါခွေတရင်တပ်ဖွဲ့၏လူလားချက်ကိုဦးစားပေးခြင်း တရင်တပ်ဖွဲ့ရှိတပ်ဖွဲ့ဝင်များအားလုံးသည်မိမိတို့စိတ်ဆန္ဒပြေးဝရေးကိုသာဦးစားမပေးဘဲမိမိတို့တရင်တပ်ဖွဲ့လူလာချက်ပြေးဝရေးကိုသာဦးစားပေးလိုက်နာဆောင်ရွက်သည်အတိတရားဖြင့်မိမိတို့ဤစိတ်ဆန္ဒများကိုအစဉ်ထိမ့်ချုပ်ပြီးတရင်တပ်ဖွဲ့ကလူလာသည့်အတိုင်းသို့မဟုတ်တရင်တပ်ဖွဲ့ကမျှော်မှန်းထားသည့်အတိုင်းလိုက်နာဆောင်ရွက်သည်တရင်တပ်ဖွဲ့ဤစံနှုန်းများနှင့်အညီနေထိုင်သည်ကငယ်တရင်တပ်ဖွဲ့ဤမူဝါဒနှင့်အစဉ်အလာများကိုထိမ့်သိမ်းခြင်း တပ်ဖွဲ့ဝင်စစ်သည်များသည်မိမိတရင်တပ်ဖွဲ့၏မူဝါဒနှင့်လမ်းညွှန်ချက်များအတိုင်းတိကျစွာလိုက်နာကျင့်သုံးသည်တရင်တပ်ဖွဲ့၏ဂုံယူဝဲကောင်းသောအဆင့်များကိုဆက်လက်ထိန်းသိမ်းသည်မိမိတို့ဆန္ဒရှိသလိုမရက်တီပဲတရင်တပ်ဖွဲ့၏မူဝါဒနှင့်အဆင့်အလာများနှင့်အညီရက်တီသည်ကာကြီးဆက်ဆံရေးအခြေအနေပုံမကောင်းမအောင်တိဆောက်ကြခြင်းတပ်ဖွဲ့ဝင်စစ်သည်များသည်မိမိတန်ရင်တက်ဖွဲ့ဤတက်တွင်းဆက်ဆံရေးအခြေအနေများပုံမကောင်းမွန်နေသည်ကိုလိုလားကြသည် ထို့ကြောင့်တက်တွင်းဆက်ဆံရေးအခြေအနေများပုံမကောင်းမွန်လာစေရန်ကိုယ်ပိုင်အသိစိတ်ဖြင့်တိစောက်ကြသည်ခေါင်းဆောင်ကလည်းငဲသားပေါ်စောင့်တိရမည့်တစ္ဆာတရားများကိုစောင့်တည်သည်ငဲသားများပေါ်ကြေပွန်ဝမည့်တာဝန်ဝတ္တရားများကိုကြေပွန်အောင်စောင့်ရက်ပေးသည်ငဲသားများကလည်းမိမိတို့ခေါင်းဆောင်ပေါ်စောင့်တိရမည့်တစ္ဆာတရားများကိုစောင့်တည်သည်မိမိတို့ခေါင်းဆောင်အပေါ်ကျေပွန်ရမည့်တာဝေဝိတရားများကိုကျေပွန်စွာဆောင်ရွက်သည်ထို့အတူမိမိတို့ငယ်သားများချင်းချင်း အပြန်အလှန်စောင့်သိရမည့်သစ္စာတရားများနှင့်ခြေပုံအားမိတာဝန်နှင့်ဝိတရားများကိုခြေပုံစွာဆောင်ရွက်ကြသည်ဤကဲ့သို့အချင်းချင်းအပြန်အလှန်သစ္စာစောင့်သိမှု အပြန်အလှန်တာဝန်နှင့်ဝိတရားခြေပုံမှုတို့ဖြင့်တက်တွင်းဆက်ဆံရေးအခြေအနေကိုကောင်းမှုအောင်တည်ဆောက်နေကြသည်ငါမိမိတို့၏အခန်းကဏ္ဍနှင့်တာဝန်များကို ကာကွယ်စောင့်ရှောက်ခြင်းတပ်ဖွဲ့ဝင်စစ်သည်များသည်မိမိတည်ရင်တပ်ဖွဲ့များ၏မိမိတို့၏အခန်းကဏ္ဍနှင့်တာဝန်ဝိတရားများကို လေးစားတံမိုးထားသည်ဂုံယူမျက်နှိုးသည်ထို့ကြောင့်မိမိတို့၏အခန်းကဏ္ဍနှင့် တာဝန်ဝတ္တရားများပြည့်စည်ဆုံးရှုံးမသွားစေရန်အစဉ်ကာကွယ်စောင့်ရှောက်သည် မိမိတို့၏စိတ်ကိုအတိတရားဖြင့်အစဉ်ထိန်ချုပ်ပြီးထိခိုက်ပျက်စီးဆုံးရှုံးမှုကိုဖြစ်စေမည့်အပြုအမူအပြောဆို အကြံစီများကိုလုံးဝမပြုလုပ်ဘဲတိုးတက်အောင်မြင်မှုကိုဖြစ်စေမည့်အပြုအမူအပြောဆိုအကြံစီများဟုသာပြုမူသည်မိမိတို့၏အခန်းကဏ္ဍနှင့်တာဝန်ဝတ္တရားများထိခိုက်ဆုံးရှုံးမသွားစေရန်အတွက် တပ်ဖွဲ့ဝင်များသည်မုံမြတ်မှန်ကန်သောအပြုအမူအပြောဆိုနှင့်အကြံအစည်းများကိုသာပြုမူလျက်ရှိကြသည်ဆလုံးမိမိတရင်တပ်ဖွဲ့ဤဂုံတိတ်ခါကိုကာကွယ်ခြင်းတပ်ဖွဲ့ဝင်များသည်မိမိတို့ဤတရင်တပ်ဖွဲ့ကိုလေးစားသည်တံပိုးထားသည်ဂုံယူမြတ်တို့သည်မိမိတရင်တပ်ဖွဲ့ဤဂုံတိတ်ခါနှင့်ဂုံတရင်အားပုံမူတောက်ပြောင်လာစေရန်အတွက်မိမိဤစိတ်ကိုအတိတ်တရားဖြင့်အခြေခံထိန်းချုပ်ပြီးအပြည့်ကင်းစင်စွာနေထိုင်ကြသည် ိမိတန်ရင်တပ်ဖွဲ့ဤဂုံတိတ်ခါနှင့်ဂုံတရင်ကိုကာဝယ်စောင့်ရှောက်သည့်အနေဖြင့်တော်၎င်းပုံမတောက်ပလာစင်ရန်အတွက်တော်၎င်းတမသမဲကြစွာတော်တက်ဖြောင်းမတ်အမှန်ကန်စွာနေထိုင်လျက်ရှိကြသည်စလိန်တာဝင်များကိုအစွမ်းကုန်ကြိုးပမ်းအားထုတ်ခြင်းတပ်ဖွဲ့ဝင်များသည်တန်ရင်တပ်ဖွဲ့မှပေးရသောတာဝင်များကို၎င်းမိမိတို့ဆောင်ရွက်ရရှိသည့်လုပ်ငန်းများကို၎င်းမိမိတို့တွင်ရှိသည့်စွမ်းအားကုန်ထုံနှုတ်သုံးဆွဲထမ်းဆောင်ကြသည်လုပ်ငန်းတာဝန်ပြီးစီးမှုအဆင့်တန်းကိုလည်း တကြိမ်တကြိမ်မြင့်မအောင်မိမိတို့ဤကိုယ်ပိုင်အသိစိတ်ဓာတ်ဖြင့်ထမ်းဆောင်ကြသည်မိကဲသို့အတားအဆီးအနှောင့်အယှက်များနှင့်ကြုံတွေ့နေရစေကမူလုပ်ငန်းတောင်းပန်တစ်ခုကိုသတ်မှတ်ထားတဲ့ယာထားချက်ပြည့်မီသည့်အထိကြိုးပမ်းဆောင်ရွက်သည်ဤကဲသို့ကြိုးပမ်းဆောင်ရွက်ရာတွင် ကြည်ကြအုပ်ချုပ်ကိုယ်ကဲ့သို့ရှိသည်ဖြစ်စေအထက်ဌာနဤတွန်းအားပေးမှုရှိသည်ဖြစ်စေမရှိသည်ဖြစ်စေအဓိကမထားဘဲမိမိတို့ဤရင့်ကျက်သောစိတ်ဓာတ်ဖြင့်ဆောင်ရွက်ခြင်းဖြစ်သည်စာဝယ် အထက်အမိတ်ကိုရဲဝုစွန့်စားစွာဖြင့်ဆောင်ရွက်ခြင်းတပ်ဖွဲ့ဝင်များသည်ဤသို့သောအခက်အခဲအကျက်အတဲအနေရများနှင့်ကြုံတွေ့နေရစေကာမူအထက်မှ ပေးရသောအမိတ်ကို အောင်မြင်အောင်တက်ဆုတ်ဂျိုးပန်းဆောင်ရွက်သည်ပေးရသောအမိတ်တိုင်းနာခံဆောင်ရွက်သည်မိမိ၏အသက်ကိုသာစုံမည်ပေးရသောအမိတ်ကိုမစွန့်လို့အထက်မှပေးရသောအမိတ်ကိုမိမိတို့၏အသက်ထက်တန်မိုးထားသည် အထက်မှပေးရသောအမိတ်တိုင်းလိုင်းနာဆောင်ရွက်ရင်းမိမိအသက်စွန့်လို့လိုက်ရခြင်းသည် ဂုံယူပွဲရလုံရက်အဖြစ်ခံယူသည်ထို့ကြောင့်တပ်ဖွဲ့ဝင်များသည်မိမိတို့အသက်ပေးလူရမည်ကို အမှုမထားဘဲမိမိအားပေးအပ်သောအမိန့်အောင်မြင်ရေးအတွက်ရဲဝန်းစွန်စားစွာထမ်းဆောင်ကြသည်စားမြင်စွဲအောင်နိုင်စိတ်အပြည့်အဖြစ်တာဝန်ထမ်းဆောင်ခြင်းတပ်ဖွဲ့ဝင်များသည်လုပ်ငန်းတာဝန်တစ်ခုကိုထမ်းဆောင်နေစဉ်မပြီးဆုံးမီလက်လျှော့အရှုံးပေးပြီးရက်ဆိုင်ပြစ်ခြင်းမရှိဤသည့်အခက်အခဲမျိုးနှင့်ကြုံတွေ့နေရစေကာမူလုံးဝပြီးဆုံးအောင်မြင်သည့်အထိကြိုးပမ်းဆောင်ရွက်သည်ထို့အတူ အထက်မှချမှတ်ပြီးသောရီမန်ချက်ပန်းတိုင်းသို့မဟုတ်အမိကိုထန်းဆောင်နေစဉ်အတွင်းအညံ့ခံအရှုံးပေး၍ရက်ဆိုင်ပြစ်ခြင်းမရှိမြည်သောသောအတားစီအနှောက်ရှက်များနှင့်ကြုံတွေ့နေရစေကမူအောင်မြင်ပြီးမြောက်သည့်အထိအသက်ဆုတ်ကြိုးပမ်းဆောင်ရွက်သည်အထက်ဌာန၏ဖိအားပေးမှုကြောင့်၎င်းအထက်အကြီးကဲ၏အမိကြောင့်တော်၎င်းဤသို့အသက်ဆုတ်ကြိုးပမ်းဆောင်ရွက်ခြင်းမဟုတ်အထက်မှပေးရသောအမိနှင့်စည်းကမ်းဟုသမျှကိုတိကျစွာနာခံသည့်အလေးထားကြောင့်ဤသို့အသက်ဆုတ်ကြိုးပမ်းဆောင်ရွက်ခြင်းဖြစ်သည် ညစုစုစီစီညီညီညွတ်ညွတ်တာဝန်ထမ်းဆောင်ခြင်းတပ်ဖွဲ့ဝင်များသည်တရင်တပ်ဖွဲ့အတွင်ဖြစ်ပေါ်လာသော အုပ်ချုပ်မှုပိုင်းဆိုင်ရာ လူမှုဆက်ဆံရေးပိုင်းဆိုင်ရာပောက်ခုရေးဆိုင်ရာပြည်ထနာများခန်းစားချက်များတန်တရာများစသည်တို့ကိုမိသားစုစိတ်ဓာတ်သို့မဟုတ်တရင်တပ်ဖွဲ့စိတ်ဓာတ်ဖြင့်ညှိညိနှိုင်းနှိုင်းဖြည့်ရှင်းဆောင်ရွက်သည်ပောက်ခုရေးအညိုးတေးထားမှုလွဲမသောဆန္ဒဆွဲအမျိုးမျိုးစသည်တို့ကိုအခြေမခံပဲ တရင်တပ်ဖွဲ့၏အကျိုးတရားကိုအဓိကထား၍ညှိနှိုင်းဖြေရှင်းသည်ထို့အတူချမှတ်ပေးထားသောကြီးမန်းချက်ပန်းတိုင်နှင့်တာဝန်များကိုအောင်မြင်စွာဆောင်ရွက်ရာတွင်လည်းမိမိတို့နှင့်ထိုက်တန်သောတာဝန်နှင့်လုံပိုင်권အတိုင်းကြိုးပမ်းဆောင်ရွက်သည်တပ်ဖက်ပုဂ္ဂိုလ်၏အခမ်းကဏ္ဍတာဝန်နှင့်လုံပိုင်권များကိုဝင်ရောက်ကျူးကျော်ဆောင်ရွက်ခြင်းမျိုးမရှိလိုင်းနာဆောင်ရွက်ရမည့်ကျင်းဝသိက္ခာများနှင့်အညီညှိညှိနှိုင်းနှိုင်းတိုင်တိုင်ပင်ပင်စူပေါင်းဆွေးနွေးကြိုးပမ်းဆောင်ရွက်သည်ဇယား၄၂ စီကံနိုင်တာမှုအမိန်နာခံမှုမြင့်မားခြင်းဤတွင်ပြင်လက္ခဏာရံများ ကာကြီးမိမိတို့ဤအစဉ်နှင့်လျော့ညီစွာနေထိုင်ခြင်းခါခွေမိမိတက်ရင်တက်ဖွဲ့ဤဂုံသိက္ခာကိုကာကွယ်ခြင်းကငယ်ကငယ်တက်ရင်တက်ဖွဲ့ဤလူလားချက်ကိုဦးစားပေးခြင်းကာကြီးတာဝင်များကို အစွမ်းကုန်ကြိုးပမ်းအားထုတ်ခြင်းငတက်ရင်တက်ဖွဲ့ဤမူဝါဒနှင့်အစဉ်လာများကို ထိန်းသိမ်းခြင်းစာလုံး အထက်အမိတ်ကိုရဲဝန်းစုံစွာစွာဖြင့်ဆောင်ရွက်ခြင်းဇယား၄၀နှင့်စီကံလိုက်နာမှုအမိတ်နာခံမှုမြင့်မားခြင်းဤတွင်ပြင်လက္ခဏာရံများ ကာကြီးမိမိတို့၏အစဉ်အတန်းနှင့်လျော့ညီစွာနေထိုင်ခြင်းခောက်ဝေတရင်တပ်ဖွဲ့ဤလူလားချက်ကိုဦးစားပေးခြင်းကောင်းငယ်တရင်တပ်ဖွဲ့ဤမူဝါဒနှင့်အစဉ်လာများကိုထိန်းသိမ်းခြင်းကာကြီးဆက်ဆံရေးအခြေအနေပုံမှန်ကောင်းမွန်အောင်တည်ဆောက်ကြခြင်းငါ မိမိတို့၏အခန်းကဏ္ဍနှင့်တာဝန်များကိုကာကွယ်စောင့်ရှောက်ခြင်းစာလုံးမိမိတန်ရင်တပ်ဖွဲ့၏ဂုံတိတ်ခါကိုကာကွယ်ခြင်းစာလိန်တာဝန်များကိုအစွမ်းကုန်ကြိုးပမ်းအားထုတ်ခြင်းစာခွေအထက်အမိတ်ကိုရဲဝန်းစွန့်စားစွာဖြင့်ဆောင်ရွက်ခြင်းစာမြင်စွဲအောင်နိုင်စိတ်အပြည့်အဝဖြင့်တာဝန်ထမ်းဆောင်ခြင်းညစုစုစည်းစည်းညီညီညွတ်ညွတ်တာဝန်ထမ်းဆောင်ကြခြင်းစီကံလိုက်နာမှုအမိတ်နာခံမှုမြင်မာခြင်း၏အကျိုးတရားများ၅ စီကားနိုင်တော်မူအမိန်နာခံမှုမြင်မာခြင်းဖြင့်တရင်တပ်ဖွဲ့များတွင်အောက်ဖော်ပြပါအကျိုးတရားများဖြစ်ပေါ်လာသည်ဖြစ်ပေါ်လာသောအကျိုးတရားများသည်တိုက်ပွဲဝင်လူစိတ်ကိုမြင်မာလာစေရန်တနည်းတဖုံမြင့်တင်ပေးလျက်ရှိသည်ကာကြီးတပ်တွင်းဆက်ဆံရေးအခြေအနေမြင်မာခြင်းတပ်ဖွဲ့ဝင်များအားလုံးသည်မိမိတို့ရရှိထားသောအခမ်းကဏ္ဍအဆင့်တာဝန်နှင့်လျော်ညီသောစီမင်းစည်းကမ်းအမိန့်နှင့်ညွှန်ကြားချက်များကိုတိကျစွာလိုက်နာပြီး တသက်ဝေးမတိန်နာခံဆောင်ရွက်ကြသည်ခေါင်းဆောင်ဖြစ်သူသည်မိမိအကန့်ကန်နာအဆင့်တာဝန်နှင့်လျော့ညီသော စီမင်းစီကံအမိန်ညွှန်ကြားချက်များကိုစံနမူနာပြအဖြစ်လိုက်နာဆောင်ရွက်သည်တပြိုင်နက်တည်းမှာပင်လက်အောက်ငယ်သားများအပေါ်လိုက်နာရမည်စီမင်းစီကံအမိန်နှင့်ညွှန်ကြားချက်များကိုလည်းခေါင်းဆောင်ပိသားစွာလိုက်နာဆောင်ရွက်သည်ထို့အတူလက်အောက်ငယ်သားများကလည်းမိမိတို့အခန်းကဏ္ဍအဆင့်တာဝန်နှင့်လျော့ညီသောစီမင်းစီကံအမိန်ညွှန်ကြားချက်များကို မိမိတို့အပေါ်ပြုကျင့်လိုက်နာသည်တပြိုင်နက်တည်းမှာပင်မိမိတို့အကြီးအကဲများပေါ်လိုက်နာရမည်စီမင်းစီကံအမိတ်ညွန်ကြားချက်များကို တိကျစွာလိုက်နာဆောင်ရွက်သည်တပွဲဝီပုံကူများအနေဖြင့်ဤကဲ့သို့မိမိအခန်းကဏ္ဍအဆင့်တာဝန်နှင့်လျော်ညီစွာစီကံနှင့်အမိတ်များကိုလိုက်နာနေမှုကြောင့်အကျိုးတရား၃မျိုးဖြစ်ပေါ်လာသည်ပထမအကျိုးတရားမှာတပွဲဝင်ပုံကူများအားလုံးသည်တအူးဤအခန်းကဏ္ဍနှင့် တာဝန်များကိုတအူးက အပြန်အလှန်အတိအမှန်ပြုမှု အပြန်အလှန်လေးစားတံမိုးထားမှု အပြန်အလှန်အထောက်အကူပြုမှုဖြစ်လာသည်ဒုတိယအကျိုးတရားမှာမိမိတို့၏အခမ်းကဏ္ဍနှင့်တာဝန်များအောင်မြင်ရေးအတွက်တဦးနှင့်တဦးအပြန်အလှန်အားကိုးအားထားပြုလုပ်မှုဖြစ်ပေါ်လာသည်တတိယအကျိုးတရားမှာခေါင်းဆောင်ကငယ်သားပေါ်ယုံကြည်အားကိုးတကယ်သို့ငယ်သားကလည်းခေါင်းဆောင်အပေါ်ယုံကြည်အားကိုးလာသည်ဤအကျိုးတရားသုံးမျိုးဖြစ်ပေါ်လာခြင်းသည် တက်တွင်းဆက်ဆံရေးအခြေအနေများမြင့်မားလာခြင်းကိုပြဆိုနေခြင်းပင်ဖြစ်သည်ခါခွေ တရင်တပ်ဖွဲ့၏ယာထားချက်ရီမှန်းချက်များအောင်မြင်ခြင်းတပ်ဖွဲ့ဝင်များသည်မိမိတို့ဆန္ဒရှိတဲ့ကဲ့သို့နေထိုင်ပြုမှုခြင်းမရှိဘဲမိမိတို့တရင်တပ်ဖွဲ့၏လိုလားချက်အတိုင်းစီကံများကိုတိကျစွာလိုက်နာဆောင်ရွက်ပြီးပေးရသောအမိန့်ကိုတတဝေမတိန်နာခံသည်ဤကဲ့သို့စီကံသေးဝတ်ပြီးအမိန့်နာခံသည့်ကာလကြာမြင့်လာသည့်အခါအကျိုးတရားသုံးမျိုးဖြစ်ပေါ်လာသည်ပထမအကျိုးတရားမှာတပ်ဖွဲ့ဝင်များသည်မိမိတို့ဤစိတ်ကိုနိုင်နှင်းစွာ ထိတ်ချုပ်နိုင်သည့် ိတ်တကြန့်ခိုင်သောပုံကုံများအဖြစ်ရောက်ရှိလာသည်ဒုတိယအကျိုးတရားမှာစွမ်းရည်မြင့်မာပြီးအမျိုးအစားကောင်းမွန်သည့်စစ်တီတော်များအဖြစ်ရောက်ရှိလာသည်တတိယအကျိုးတရားမှာမိမိတို့သည်တရင်တပ်ဖွဲ့၏ကောင်းကျိုးမှန်သမျှကိုဆောင်ရွက်ရနှင့်အနည်းနာခံပေးဆပ်မှုမှန်သမျှကိုပြုလုပ်နေရမည်ဟုသောအသိစိတ်တက်ဖြစ်ပေါ်လာသည်ဤစိတ်တက်ဖြစ်ပေါ်လာမှုကြောင့်တရင်တပ်ဖွဲ့၏လုပ်ငန်းဟုသမျှအောင်မြင်မှုရရှိစေရန်အစွမ်းကုန်ထမ်းဆောင်ကြသည်တရင်တပ်ဖွဲ့၏ကြီးမန်းချက်ပန်းတိုင်ဟုသမျှ အောင်မြင်ပြီးမြောက်အောင်ကြိုးပမ်းကြသည်ဤသို့ဆောင်ရွက်ပေးမှုကြောင့်တရင်တပ်ဖွဲ့ဤရထားချက်များစီမံချက်များရည်မှန်းချက်ပန်းတိုင်များသည်အပြည့်အဝအောင်မြင်မှုရရှိသည်ဤကဲ့သို့အကျိုးတရားများရရှိခြင်းသည် စီမင်းစည်းကမ်းများကို တိကျစွာလိုက်နာပြီးပေးရသောအမိန့်ဟုသမျှကို တသက်ဝေးမတိန်လေးစားလိုက်နာနေကြသောကြောင့်ဖြစ်သည်။ကောင်းငယ်တပ်ဖွဲ့ဝင်များဤယုံကြည်ချက်ခံယူချက်များတူညီလာခြင်းတပ်ဖွဲ့ဝင်များသည်တခြားသောမူဝါဒများ အတွေ့အခေါ်အယူဆများကို လက်ခံကျင့်သုံးခြင်းမပြုဘဲမိမိတန်ရင်တပ်ဖွဲ့ကဆွဲကင်ထားသည့်မူဝါဒများကျင့်သုံးနေသည့်အတွေ့အခေါ်အယူဆများကိုတညီတညာလည်းကျင့်သုံးကြသည်ထို့အတူမိမိတန်ရင်တပ်ဖွဲ့၏အစဉ်အလာများအတိုင်းတွေးတောကြံစည်လှုံ့ဆော်သည်လိုက်နာဆောင်ရွက်သည်ဤကဲ့သို့တပ်ဖွဲ့ဝင်များအားလုံးကတရင်တပ်ဖွဲ့ဤမူဝါဒအတွေ့အခေါ်အယူဆများကိုတညီတညွတ်တဲ့လက်ခံကျင့်သုံးနေမှုကြောင့်၎င်း တရင်တပ်ဖွဲ့ဤအစင်းလာကောင်းများကိုဆက်လက်ထိန်သိမ်းလိုင်းနာကျင့်သုံးနေမှုကြောင့်၎င်းတပ်ဖွဲ့ဝင်စစ်သည်များတွင်တူညီသောခံယူချက်သဘောထားသုံးမျိုးဖြစ်ပေါ်လာသည်ပထမခံယူချက်မှာတရင်တပ်ဖွဲ့ဤစီမင်းစည်းကမ်းနှင့်အမိန့်ညွှန်ကြားချက်များသည်ထုတ်ပြန်ထိုက်သောအရာများဖြစ်သည်ဟုတပ်ဖွဲ့ဝင်အားလုံးက ခံယူကြသည်ဒုတိယခံယူချက်မှာထုတ်ပြန်ထားသောစီမင်းစည်းကမ်းအမိန့်ညွှန်ကြားချက်များကိုတသက်ဝေမတိန်လေးစားလိုက်နာမှသာ အောင်မြင်မှုအမျိုးမျိုးကိုရရှိနိုင်မည်ဟုခံယူသဘောထားကြသည်တတိယခံယူချက်မှာတရင်တပ်ဖွဲ့ဤစီမင်းစည်းကမ်းနှင့်အမိတ်ညွှန်ကြားချက်များသည်မိမိတို့တပ်ဖွဲ့ဝင်များအတွက်လမ်းညွှန်တရားများဖြစ်သည်ဟုခံယူကြသည်ဤသို့တပ်ဖွဲ့ဝင်များအနေဖြင့်တူညီသောခံယူချက်များဖြစ်ပေါ်လာခြင်းမှာတရင်တပ်ဖွဲ့ဤစီမင်းစည်းကမ်းများကို တိကျစွာလိုက်နာပြီး အမိတ်ညွှန်ကြားချက်များကိုတတဝေမတိန်လေးစားလိုက်နာနေမှုကြောင့်ဖြစ်သည်ကာကြီး တပ်ဖွဲ့ဝင်စစ်သည်များ၏စိတ်ဓာတ်ပုံမှုကြက်ခိုင်လာခြင်းတပ်ဖွဲ့ဝင်စစ်သည်များသည်စီမင်းစည်းကမ်းများကိုတိကျစွာလိုက်နာပြီးပေးရသည့်အမဲဟုသမားကိုတသက်ဝိမတိန်နာခံဆောင်ရွက်သည့်အလေးထားကြာမြင့်လာသည့်အခါစိတ်ဓာတ်ပိုင်းဆိုင်ရာအကျိုးတရားနှစ်မျိုးဖြစ်ပေါ်လာသည်ပထမအကျိုးတရားမှာမိမိဆောင်ရွက်သည့်ဆောင်ရွက်ထိုင်းသည့်အရာမှန်သမားကိုညီကဲ့သို့သောအတားစီမျိုးနှင့်ကြုံတွေ့နေရစီကောင်မူမပြတ်မကွက်ဆောင်ရွက်သည်ထို့အတူမိမိမဆောင်ရွက်သည့် ဆောင်ရွက်ထိုက်သည့်အရာမှန်သမျှကိုလည်းညီတို့သောအခြေအနေမျိုးနှင့်ကြုံတွေ့နေရစီကမူမကျူးလွန်ပဲမိမိစိတ်ကိုနိုင်နင်းစွာထိမ့်ချုပ်ပြီးမကျူးလွန်ပဲနေသည်ဒုတိယစိတ်တက်ပိုင်းဆိုင်ရာ အကျိုးတရားမှာအတ္တမပေးရသော အမေဟုသမျှအောင်မြင်ရေးအတွက်အခက်အခဲဟုသမျှကို အမှုမထားပဲကြံ့ကြံ့ခိုင်ခိုင်ရင်ဆိုင်ကြော်လာပြီးအောင်မြင်ပြီးမြောက်သည့်အထိအကောင့်ထဲဖို့ဆောင်ရွက်သည် တွေးကြုံရင်ဆိုင်ရမည့်အနည်းရရန်စွဲအခက်အခဲများအကြက်အတဲများကိုအနိုင်မခံအရှုံးမပေးဘဲ ရဲဝင်းစွာရင်ဆိုင်ရဲသည့်တတိဖြစ်ပေါ်လာခြင်းဖြစ်သည်ဤဖော်ပြပါစိတ်သက်ပိုင်းဆိုင်ရာအကျိုးတရားနှစ်ပါးဖြစ်ပေါ်လာခြင်းသည်စည်းမျဉ်းစည်းကမ်းများကိုတိကျစွာလိုက်နာပြီးအမိတ်ဟုသမျှကိုတသက်ဝိမတိန်နာခံဆောင်ရွက်နေခြင်းကြောင့်ဖြစ်သည်ငါယုံကြည်မှုနှင့်တိုက်ပွဲဝင်လို့စိတ်မြင်မာလာခြင်းတပ်ဖွဲ့ဝင်စစ်သည်များအနေဖြင့်စည်းမျဉ်းစည်းကမ်းများကိုတိကျစွာလိုက်နာပြီးအမိတ်ဟုသမျှကိုတသက်ဝိမတိန်နာခံဆောင်ရွက်သည့်အလေးထားကျင့်သုံးသည့်ကာလကြာမြင့်လာသည့်အခါ တရင်တပ်ဖွဲ့တစ်ခုလုံးသည်စီကန်းတည်ဝပြီးအမိတ်နာခံမှုမြင့်မာသောတရင်တပ်ဖွဲ့ဟုယုံကြည်လာသည်ဤကဲ့သို့ယုံကြည်မှုကြောင့်ဖြည့်ရှင်းရမည့်ပြဿနာအခက်ခဲကြုံတွေ့ရမည့်အခြေအနေစိုးအမျိုးမျိုးရင်ဆိုင်ရမည့်ရန်သူဆင်နွှဲရမည့်တိုက်ပွဲစသည်ရောအပေါ်စိုးရိမ်စိတ်ကြောက်စိတ်လုံးဝမရှိတော့ပဲအမြန်ဆုံးရှင်ဆိုင်ဖြည့်ရှင်းပြစ်လိုစိတ်ဖြစ်ပေါ်လာသည်ယုံကြည်မှုများဖြစ်ပေါ်နေမှုကြောင့်လာမည့်ဘေးကိုရှောင်မပြေပဲအမြန်ဆုံးပြေးတွေးလိုစိတ်ဖြစ်ပေါ်လာသည် တနည်းအားဖြင့်တိုက်ပွဲဝင်လို့စိတ်မြင်မာလာခြင်းဖြစ်သည်ထို့ကြောင့်တပ်ဖွဲ့ဝင်စစ်သည်များအနေဖြင့်စီမင်းစည်းကမ်းများကိုတိကျစွာလိုက်နာပြီးအမိန့်ဟူသည်များကိုတသက်ဝေးမတိန်နာခံဆောင်ရွက်လာသည့်အခါမှန်ကန်သောယုံကြည်မှုဖြစ်ပေါ်လာသည်ဖြစ်ပေါ်လာသောယုံကြည်မှုကြောင့်ရဲဝန်တတိဖြစ်ပေါ်လာသည်ရဲဝန်တတိဖြစ်ပေါ်လာမှုကြောင့်တိုက်ပွဲဝင်လို့စိတ်မြင်မာစွာဖြစ်ပေါ်လာခြင်းဖြစ်သည်စလုံးစစ်သည်တအူးချင်းနှင့်တရင်တပ်ဖွဲ့တစ်ခုလုံးစွန့်ရင်မြင်မာလာခြင်း တပ်ဖွဲ့ဝင်စစ်သည်များသည်စီမင်းစည်းကမ်းများကိုတိကျစွာလိုက်နာပြီးပေးရသောအမိတ်ဟုသများကိုတတဝေမတိတ်လေးစားလိုက်နာကြသည့်အလေးထားကြမြင့်လာသည့်အခါတရင်တပ်ဖွဲ့အနေဖြင့်အကျိုးတရားလေးမျိုးရရှိလာသည်ယင်းအကျိုးတရားများအနက်ပထမအကျိုးတရားမှာတရင်တပ်ဖွဲ့တစ်ခုလုံးအနေဖြင့်စိတ်တက်ကြံ့ခိုင်မှကြောသော တရင်တပ်ဖွဲ့ဖြစ်လာသည်ဒုတိယအကျိုးတရားမှာလုပ်ငန်းဟုသများကိုငင်းပယ်ခြင်းမပြုဘဲရဲဝန်းစွာထမ်းဆောင်လိုစိတ်တနည်းအားဖြင့် တာဝန်ထမ်းဆောင်လူစိတ်မြင့်မားနေသောတရင်တပ်ဖွဲ့အဖြစ်သို့ရောက်ရှိလာသည်တတိယအကျိုးတရားမှာမြေကဲသို့သောလုပ်ငန်းတာဝန်မျိုးဥမဆိုပြီးဆုံးအောင်မြင်သည့်အထိထမ်းဆောင်နိုင်စွမ်းရှိသည့်ဇွဲလုံးလဝဒိယကြီးမားသောတရင်တပ်ဖွဲ့အဖြစ်သို့ရောက်ရှိလာသည်သဒုဒ္ဓအကျိုးတရားမှာလုပ်ငန်းတာဝန်ပိုင်ဆိုင်ရာစွမ်းရည်အမျိုးမျိုးမြင့်မားနေသောတရင်တပ်ဖွဲ့အဖြစ်သို့ရောက်ရှိလာသည်ဤသို့တရင်တပ်ဖွဲ့တစ်ခုလုံးစွမ်းရည်မြင့်မားလာရခြင်းသည် တပ်ဖွဲ့ဝင်စစ်တီတဦးချင်းစီကစီကန်းကိုတိကျစွာလိုက်နာပြီးပေးရသောအမဲဟုသမျှကိုတသက်ဝေမတိန်နာခံကြသောကြောင့်ဖြစ်သည်။စာလေစစ်တီတဦးချင်းနှင့်တရင်တပ်ဖွဲ့တစ်ခုလုံးဂုံတရင်ကြော်ကြားလာခြင်းတပ်ဖွဲ့ဝင်စစ်တီများသည် စီမင်းစီကန်းများကိုတိကျစွာလိုက်နာပြီးပေးရသောအမဲဟုသမျှကိုတသက်ဝေမတိန်လေးစားလိုက်နာကြသည့်အလေးထားကြမြင့်လာသည့်အခါတရင်တပ်ဖွဲ့အနေဖြင့်ဂုံတရင်လေးမျိုးကြော်ကြားလာသည်။ ပထမဂုံတရင်ကြော်ကြမှုမှာစီကန်းတေဝုပြီးအမိန်နာခံမှုမြင်မာသောတန်ရင်တပ်ဖွဲ့အဖြစ်ဂုံတရင်ကြော်ကြလာသည်ဒုတိယဂုံတရင်မှာမှန်ကန်သောယုံကြည်ချက် ခံယူချက်များကိုပိုင်ဆိုင်ပြီးစီလုံးညီညွတ်သောတန်ရင်တပ်ဖွဲ့အဖြစ်ဂုံတရင်ကြော်ကြလာသည်တတိယကြော်ကြမှုမှာမြင့်မြတ်သောကျင်းဝန်းသိခါများဖြင့် လောကနှင့်ပတ်ဝန်းကျင်ကိုကာကွယ်ဆောက်ရှောက်နေသောတန်ရင်တပ်ဖွဲ့အဖြစ်ဂုံတရင်ကြော်ကြလာသည်စဒုထကြော်ကြမှုမှာလောကနှင့်ပတ်ဝန်းကျင်တစ်ခုလုံး၏ လေးစားတံပိုးထားခြင်းယုံကြည်အားကိုးခြင်းကိုခံယူရရှိသောတရင်တပ်ဖွဲ့အဖြစ်ဂုံတရင်ကြော်ကြားလာသည်ဤကဲ့သို့တရင်တပ်ဖွဲ့တစ်ခုလုံးအနေဖြင့်ကောင်းသောဂုံတရင်ကြော်ကြားလာရခြင်းသည်စစ်တီများကတဦးချင်းအနေဖြင့်စီကန်းတေဝပြီးအမိတ်နာခံမှုမြင်မာနေကြသောကြောင့်ဖြစ်သည်စာကွယ်တရင်တပ်ဖွဲ့အင်အားပုံမှုကြန့်ခိုင်တောင့်တင်းလာခြင်းတပ်ဖွဲ့ဝင်စစ်တီများသည် စီမင်းစီကန်းများကိုတိကျစွာလိုက်နာပြီးပေးရသောအမိတ်ဟုသမျှကို တသက်ဝိမတိတ်လေးစားလိုက်နာနေမှုကြောင့်တက်တွင်းစီလုံးညီညွတ်မှုကိုမြင့်မားစေပြီးတက်တွင်းဆက်ဆံရေးအခြေအနေလေးမျိုးဖြစ်ပေါ်လာသည်စီလုံးညီညွတ်မှုကိုဖြစ်စေသောဆက်ဆံရေးအခြေအနေလေးမျိုးမှာဤသို့ဖြစ်သည်ပထမအခြေအနေမှာခေါင်းဆောင်နှင့်ငယ်သားတဦးကိုတဦးစီမင်းစည်းကမ်းများဖြင့်ကာကွယ်ဆောင်ရှောက်ပေးနေကြသည်ဒုတိယအခြေအနေမှာခေါင်းဆောင်နှင့်ငယ်သားတို့သည်စီမင်းစည်းကမ်းများဖြင့်တဦးဤတိုးတက်ရာ တိုးတက်ကြောင်းကိုတဦးကအပြန့်အလန့်ဆောင်ရွက်ပေးကြသည်တတိယအခြေအနေမှာ တပ်ဖွဲ့ဝင်များသည်တအူးဤအခန်းကဏ္ဍနှင့် တာဝန်ဝတရားများကိုတအူးကစီမင်းစည်းကမ်းများနှင့်အညီလေးစားတံမိုးတာအတိမတ်ပြုကြသည်စဒုထအခြေအနေမှာတပ်ဖွဲ့ဝင်များသည် တရင်တပ်ဖွဲ့ဤကျင့်သုံးနေသောမူဝါဒများလမ်းညွှန်ချက်များနှင့်အညီတူညီသောယုံကြည်ချက်ခံယူချက်များကိုထားရှိကြသည်ဤအခြေအနေလေးမျိုးကြောင့်တပ်ဖွဲ့ဝင်များအားလုံးသည်တအူးနှင့်တအူးအပြန်အလှန်ချစ်ခင်စည်းလုံးညီညွတ်မှုရှိလာသည်ဤသို့အပြန်အလှန်စည်းလုံးညီညွတ်မှုကြောင့် တရင်တပ်ဖွဲ့ဤအင်အားသည်မူလရှိရင်အင်အားထက်ပိုမိုကြက်ခိုင်တောင့်တင်းပေသည်အဘဲเจ้าဆိုသောတပ်ဖွဲ့ဝင်စစ်သည်များဤအားသည်တူးချင်း꽌ပြားစွာရက်တီမနေပဲအားလုံးညီညွတ်စွာဖြင့်တစုတစီရဲ့စူးစီးလိုက်သောကြောင့်ဖြစ်သည်ဤသို့စူပေါင်းလိုက်သည့်အခါမှသာတရင်တပ်ဖွဲ့တစ်ခုလုံးဤစူပေါင်းအားဟု၍ဖြစ်ပေါ်လာသည်ဤသို့စူပေါင်းအားဖြစ်ပေါ်မှုကြောင့်တရင်တပ်ဖွဲ့ဤမူလအားသည်ပိုမိုကြက်ခိုင်တောင့်တင်းလာခြင်းဖြစ်သည်